အားလုံးပဲမင်္ဂလာပါ audio books by နာနိုင်မျိုးဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့2005ခုနှစ်စက်တင်ဘာလထုတ်ရွှေမြုတ်တေရုပ်စုံမဂ္ဂဇင်း အမှတ်190မှာ ဖော်ပြခဲ့တဲ့ဆရာအန်နဝါဆုမှုရဲ့တိုက်ဆရာဤတေချာတိလောက်ွယ်ဆိုတဲ့ဝိထုရူလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ တိုက်ဆရာကြီးတေကြသည့်လောက်ကကိန်းဒီချောင်းရွာကြီး၏နနခင်းတစ်ခုမှာထွက်ပေါ်လာသောသတင်းတစ်ခုကြောင့်တရွာလုံးရုပ်ရုပ်တဲတဲဖြစ်ကုန်ကြသည်ဒေါ်အေးရင်ရဲ့အိမ်ချံဝင်းထဲမှာအသက်60ရွယ်လူကြီးတယောက်ကိုတရင်ငမ်းများတစ်ချောင်းနှင့်အတူဖမ်းဆီးရမိသည်ဆိုသည့်သတင်းဖြစ်သည်ဖမ်းမိသူမှာတခြားသူမဟုတ်ဘဲဒီချံနှင့်ဒီအိမ်၏မူလပိုင်ရှင်ဖြစ်ခဲ့ဘူးသည့်ဥအောင်ထွန်းဦးဖြစ်နေသည်ဆိုသည့်သတင်းဖြစ်သည် ဒေါ်အေးရင်ကြီးတမတ်ဒီအိန္ဒာတက်မလို့အိန္ဒာဖေးမှာရှိသည့်ခြံဝင်းထဲကအိန္ဒာကိုသွားသည်တစုံတစ်ခုကိုကင်ထားသည့်လူတယောက်ကိုအမောင်ထဲမှာမြင်လိုက်လို့လက်နေတက်မိဖြစ်ထိုးထားလိုက်သည်တန်ရင်းငိုင်းများတစ်ချောင်းကိုကင်ထားသူလူကြီးတယောက်ကိုမိမိတို့ခြံဝင်းထဲမှာရုတ်တရက်တွေ့လိုက်ရလို့လန့်ကြောက်ပြီးတခိုးတခိုးလို့အတန်ကုန်ဟစ်အော်လိုက်သည်တရင်ငယ်များကင်ထားသူလူကြီးတွေထွက်ပြေးဖို့ကြိုးစားသေးသည် အင်းနာချင်းတွေကထွက်ပေါက်ကိုပိတ်ဆို့ရောက်လာကြတဲ့ဖြစ်လက်ရဖမ်းမိသွားခြင်းဖြစ်သည်ဖမ်းစီရမိသည့်တရားခံလူကြီးကိုကြေးရွာလူကြီးတွေကရဲစခန်းကိုပို့လိုက်ကြသည်ရဲကစစ်မေးတော်လဲဘာကိုမှဖြေကြခြင်းမပြုဘဲနေသည်ပိုင်နဲ့ကျူးလွန်မှုဖြစ်အေးယူပါရန်ကိုသာပြောပြီးအိတ်နေတော်သည်သူစီကရှာဖွေသိမ်းဆီးလို့ရသည့်မှတ်ပုံတင်ရနာမည်ဦးအောင်တွန်းဦးအဖအမိဦးထွန်းကျော်ဟုသာတည်ရသည် မိုးလင်းတော့ပိုင်နဲ့ကျူးလွန်သူတရခန်လူကြီးတွေကတခြားသူမဟုတ်ဒီအိမ်နဲ့ခြံဤမူလပိုင်ရှင်ဖြစ်သောဥအောင်ထွန်းဦးဖြစ်နေတာကိုသိကြတော့သည်ဒါတောင်အသက်30ကျော်40နီးပါလူရွယ်လူလက်တွေကတိတာမဟုတ်အသက်80ကျော်တက်ကြီးရွယ်ဦးတွေကပြောပြလို့သိကြတာဖြစ်သည်ဥအောင်ထွန်းဦးဒီရွာကထွက်ပြေးပျောက်ကွယ်သွားတာနှစ်ပေါင်း30ကျော်ပြီဖြစ်သည်သူရွာကထွက်သွားပြီးမှ သူ့မိသားစုကဒီခြံနဲ့အိမ်ကို ရောင်းချပြီးအမွေခွဲဝေ ယူခဲ့ကြတာဖြစ်သည်ရွာကတက်ကြီးရွယ်ဦးတွေကတော့သူတို့မိသားစုအကြောင်းကိုမှတ်မိတတိယနေစေဖြစ်သည်ဟိုးလွန်ခဲ့သည့်နှစ်ပေါင်း80လောက်ကဒီရွာမှာဥအောင်တွန်းဦးတို့မိဘတွေချမ်းသာခဲ့ကြသည်လယ်တွေကိုင်းတွေဥယျာဉ်ချမ်းမြေတွေကျွဲနွားတွေတမကတစ်ဆွဲဆင်နှင့်စဘာတည်တမန်ကြီးပါပိုင်ဆိုင်ခဲ့ကြသည်စဘာဝယ်တိုင်းနှင့်စားဝယ်တိုင်းအထိဥအောင်တွန်းဦး၏အဖေ ဥထွန်းကျော်ပိုင်နေသည်ရွာမျက်နှာဖုံးဖရာတရကကျောင်းတရကကြီးဖြစ်သည်ဥအောင်တို့သည်တာကြီးဖြစ်သည်ညီကိုမောင်နှမ9ယောက်ရှိသည်ဥထွန်းကျော်ကွယ်လွန်သောအခါမိသားစုစီးပွားရေးကို သူကဥဆောင်ပြီးလုပ်ကင်ခဲ့သည်လုပ်ငန်းမကျွမ်းကျင်တာရဲ့အပျော်ပါလိုက်စားတာရဲ့ခစ်စနစ်အပြောင်းလဲရဲ့ကြောင့်လုံမပါခဲ့သည်လှော်ရင်းနစ်ခဲ့သည်ဥအောင်တို့သည်လုပ်ကင်စားလို့မဖြစ် စီးပွားပြတ်လာတော့အခါအိနာယာနာမကက်ချင်ဖြစ်လာသည်ရွာသူရွာသားတွေကိုရှက်ရမည်အစားသူ့မယားနဲ့သားသမီးတွေကိုရှက်ပြီးမျက်နှာမပြရဲဖြစ်လာသည်သူ့ရဲ့မကောင်းတဲ့အနံ့ကလည်းထွက်လာသည်စပားတင်တမန်ကြီးဖြစ်သွားနေသည့်ပသိမ်မျိုးနှင့်စစ်တွေမျိုးတွေမှာအငယ်နောင်းတွေရှိတယ်လို့လို့သတင်းတွေထွက်နေသည်သူ့တမန်ကြီးမှာလိုက်ခဲ့ကြသည့်လေထိုးသားတွေကပြောပြကြသည်စစ်တွေပသိမ်မျိုးတွေကိုရောက်လျင်တမ်မမမအိတ်မစားပဲ ဟိုတယ်မှာစသည်ဇိမ်မဲနဲ့အတူအိတ်သည်တံမှန်ကြီးကုန်းနှင်းကုန်းချပြီးလို့စိတ်ကန်းကပြန်ထွက်မည်နေကြမှတံမှန်ကိုပြန်လာသည်ဟုပြောကြသည်ဥအောင်တို့သည်စီးပွားပြက်ပြီးအရှက်ရစရာတွေနှင့်ကြုံတွေ့လာရသည့်အခါရွာမှပျောက်ချင်းမလားပျောက်သွားလေတော့သည်ဘဲကိုထွက်သွားပြီးဘာလုပ်နေလဲဆိုတာကိုဘသူမျှမသိဖြစ်နေကြသည်၅နှစ်လောက်ကြာတော့မှတည်င်းရသည်တန်တွဲမျိုးနဲ့မိုင်90လောက်ဝေးသည့်ပင်လယ်ကမ်းဆက်ကရွာတရွာမှာ ုတ်ဆိုးမှတတိကြော်တယောက်နဲ့အိမ်အောင်ကြပြီးကြီးပွားချမ်းသာနေပြီဆိုသည့်တဲ့ရင်ကိုကြားကြရသည်ရွာကလူတွေကတော့ဥအောင်တုံးသည်တိုက်တမားဖြစ်လို့မုတ်ဆိုးမရဲ့ယတနာတိုက်ကို တူးတာဖြစ်သည်ဟုပြောကြသည်အဲ့ဒီတိုက်ကယတနာတွေကုန်လျင်တိုက်ပြောင်းပြီးတူးမိတိုက်ဆရာဖြစ်သည်ဟုပြောကြသည်ဥအောင်တုံး၏ဇနီးနှင့်ကလေးသုံးယောက်တို့သည်အတွင်းပစ္စည်းတွေပေါင်နှံရောင်းချစားတော့ကြရသည်ဥအောင်တုံး၏မိခင်ကြီးသည်လည်းစိတ်ဝေဒနာဖြစ်စည်းပြီးကွဲလွန်သွားသည် ဖေလည်းမရှိအမေလည်းမရှိတော့သည့်အခါအမွေဆိုင်အိမ်နှင့်ခြံကိုရောက်ချပြီးငားပုံပုံအမွေခွဲလိုက်ကြသည်ရွာတင်ရွာငယ်တစ်ခုမှပတ်စံချမ်းသာလို့ဂိန်းကြီးချောင်းရွာကိုပြောင်းလာသည့်ဒေါ်အေးရင်မိသားစုကအိမ်နှင့်ခြံကိုဝယ်ယူလိုက်သည်အဲ့ဒါကလွန်ခဲ့သည့်နှစ်ပေါင်း30ကျော်40နီးပါးလောက်ကဖြစ်သည်ရွာသူရွာသားတွေမိတောင်နေကြပြီဖြစ်သည်ဟောဒီနေ့မနေ့ကမှဒေါ်အေးရင်ရဲ့ခြံဝန်းထဲမှာ ဥအောင်ဒုံဦးကိုတရွေးငမ်းများတစ်ချောင်းနဲ့အတူပိုင်နဲ့ကျူးလွန်နေတာကိုဖမ်းမိပါတယ်ဆိုတော့မှသူတို့မိသားစုကိုသတိရလာကြပြန်ပြီစိတ်ဝင်စားလာကြသည်ဒူလောဒူလောတွေးကြရတော့ဒီဟိုလွန်ခဲ့သည့်နှစ်ပေါင်း40လောက်ကချမ်းသာခဲ့သည့်မိသားစုပိုင်းရွှေအိုးငွေအိုးတွေမြှုပ်ထားတာကို လာပြီးတူဖော်တာလားစသဖြင့်တွေးကြရတော့ဒီဘာပဲဖြစ်ဖြစ်သူတို့ဘာပိုင်ချမ်းဝင်းတဲ့ကိုညအခါဝင်ရောက်မှုဖြစ်အေးအေးယူခံရတော့မည်ဖြစ်သည် အချို့လိုထုချေခွင့်ရရင်အာမခံပေးမိဆွေရင်းမျိုးချာလဲမရှိတယ်လို့ဖြစ်နေသည်ပထမဇနီးကွယ်လွန်ခဲ့ပြီဖြစ်သည်သားသမီးတွေကလည်းစီးပွားပြက်လို့ကစင်ကလေးအဖြစ်ဘယ်ရောက်နေကြမှမသိဖြစ်နေသည်အကိုဝမ်းဝေးသားတယောက်ကအာမခံပေးလို့အချို့ကလွတ်လာသည်တရားရင်ဆိုင်ရအောင်မည်ဖြစ်သည်အင်းရှင်ဒေါ်အေးရင်ကျေနပ်အောင်အဖြေရှင်းနိုင်ပါကအ ਨੇ ဆုံး1600လတော့ကြာနိုင်သည်အင်းရှင်ဒေါ်အေးရင်ကလည်းလင်းမရှိတော့သည့်မုတ်ဆိုးမှဖြစ်လို့ တတူရွယ်တူဥအောင်ထုံးဦးကကျေနှက်အောင်ဖြည့်ရှင်းလျင်ကြည်အေးမီသဘောလက္ခဏာတွေ့ရသည်ဥအောင်ထုံးဦးကိုရက်စကန်မှမြင်တွေ့လိုက်ရကလေးကဒေါ်အေးရင်စိတ်လှုပ်ရှားသွားခဲ့သည်ဥပရိယုတ်ကောင်းပြီးယောက်ျားပီတာသည့်ရုပ်လက္ခဏာရှိသည့်အပြင်မိမိအိမ်မူလပိုင်ရှင်ဖြစ်နေသည့်အတွက်စိတ်ဝင်စားသွားသည်ဥအောင်ထုံးဦးကသာတောင်းပန်မိဆိုပါကကြည်အေးလိုက်ဖို့ဆုံးဖြတ်ထားသည်မကြည်အေးနိုင်တာတစ်ခုသာရှိသည်တရွင်ငန်းများတစ်ချောင်းကိုကင်ပြီးမိမိခြံဝန်းအတွင်းကို ဘာကြောင့်ခိုးဝင်ပါသလဲဆိုသည့်ကိစ္စဖြစ်သည်ဒီအခြေအနေမှာဥအောင်ထွန်းဦးကဒေါ်အေးရင်နှင့်နှစ်ယောက်ချင်းတွေ့ကျင်ပါသည်ဟုဂျားလူကတဆင်ကန်းလန်းလာသည်ဖြစ်ဝမ်တာအားရအခွင့်ပြုလိုက်သည်ဒေါ်အေးရင်ကိုနှစ်ယောက်ချင်းတွေ့ဖို့လာသည့်ဥအောင်ထွန်းဦးကအစွမ်းကုန်ဝစ်စားဖီးလိမ့်လာသည်ဖြစ်ဒေါ်အေးရင်ရင်ခုန်သွားသည်မိမိကလည်းအတွေ့ခံရန်အတွက်အစွမ်းကုန်ဖီးလိမ့်ပြင်ဆင်ဝစ်စားထားမိ၍ဖြစ်သည်အတကြီးမှနှခန်းညီဆိုးရံမတင့်တော်သည့်အတွက် ွန်းတရားကိုကိုနီများများထုံများများဖြင့်ဝါထားလိုက်သည်မအေးငူကျွန်တော်တောင်းပန်မှုလာတာပါမအေးရင်ရဲ့ပိုင်နက်ကိုကျူးကျော်ဝင်ရောက်မိတဲ့အတွက် တောင်းပန်ပါတယ်ခွင့်လွတ်ပါလို့မြစ်တားရက်ခံပါတယ်ဒေါ်အေးရင်ကဥအောင်ထုံးဦးမျက်နှာကို မကြည့်ရဲလို့မျက်နှာလွှဲထားလျက်မှခေါင်းညိတ်ပြသည်သဘောတူပါသည်ဂျင်းနဲ့ပါသည်ဆိုသည့်သဘောဖြစ်သည် မတောင်းမန်ခင်ကတည်းကဂျင်းနဲ့ချင်နေတာဖြစ်သည် ဥအောင်တွန်းဦးရဲ့မျက်နှာကိုမြင်လိုက်တိုင်းရင်ခုန်သည့်အတွက်မျက်နှာလွှဲထားရသည်ဥအောင်ထုံးဦးကလည်းဒါကိုရိပ်မိသည်အဆက်ပြေစီရန်အတွက်မိမိဘက်ကဖော်ဖော်ရွေရွေစကားတွေပြောပြရမည်ဟုတိထားသည် ခွင်းလို့ကြေးရတဲ့အကြောင်းဗဇက်ကဖွင့်ပြောပါအောင်ဒါမှလည်းကျွန်တော်ဘက်ကစိတ်ချလက်ချနေလို့ရမှာပေါ့မအေးရင်ရဲ့မအေးရင်ရဲ့လို့ဆွဲဆွဲငင်ငင်ချွဲချွဲနွဲ့နွဲ့ပြောလိုက်သည့်ဥအောင်တွန်းဦးရဲ့လေးလိုက်နှံကြောင့် ေါ်အေးရင်ရဲ့အတဲ့နှလုံးကို တုံခါသွားစီပြန်သည်တုံတုံရင်ရင်ဖြစ်ပြန်ပြောလိုက်ရသည်ဟုတ်ဟုတ်ကဲ့ခွင့်လွှတ်ပါတယ်ဦးအောင်ထွန်းဦးကကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့်ဝန်တာအာရပြုံးပြလိုက်သည်စိတ်ထဲကတော့အလွယ်သားပဲဟုတွေးလိုက်မိသည်ဒေါ်အေးရင်ကလည်းတွေးနေသည်ခွင့်လွှတ်လိုက်ရပေမဲ့တရင်ငမ်းများတစ်ချောင်းနဲ့ဘာကိစ္စဝင်နေဆိုတာမေးရမည်သူကလည်းဖြေရမည်ဟုတွေးနေသည်ဦးအောင်ထွန်းဦးကတော့ သူ့ရဲ့ကိုရီးကိုရာနဲ့ထွေရလေးပါတွေကိုဆက်ပြောနေသည်ကျွန်တော်လဲစီးပွားပြက်အိမ်တော်ပြက်ပြီးဒီရွာကထွက်သွားခဲ့တာ35နှစ်ရှိပြီဒုတိယအိမ်တော်ကလည်းဆုံးသွားပြန်တော့စိတ်တွေလေးပြီးမရောက်တာကြာပြီဖြစ်တဲ့ကိုရက်ကိုရွာကိုအလွမ်းပြေပြန်လာခဲ့တယ်ပဲဆိုပါတော့ကျွန်တော်ကိုမွေးဖွားခဲ့တဲ့နေရာဟောဒီအိမ်နဲ့ခြံကို အောက်မေ့တာလဲပါတယ်လို့ဆိုရင်မမဘူးမအေးရင်ရယ်စကားတစ်ပိုက်ပြောပြီးတိုင်းနာမည်ကို ခေါ်ခေါ်ပြီးမအေးရင်ရယ်လို့ ဆွဲဆွဲငင်ငင်ပြောလိုက်သည့်အတန်လေးကဒေါ်အေးရင်ရဲ့ရင်ကို ထိထိသွားသည်အရဲစွန်ပြီးမေးရမိမေးခွန်းကို မေးရမှာ တုံဆိုင်သွားသည်ဥအောင်ထွန်းရဲ့ဒုတိယအိမ်တော်ကလည်းဆုံးသွားပြီဆိုသည့်စကားကြောင့်ဥအောင်ထွန်းသည်လူပြိုမဟုတ်တော့လဲလူလွတ်ပါလားဆိုသည့်အတွေ့ကမေးရမိမေးခွန်းကိုမေးသွားစေသည်ဒီမေးခွန်းကိုမဖြေဘဲအမှုကိုကြည်အေးလို့မဖြစ်သည့်အတွက်မေးကိုမေးရမည်ဟု စိတ်ဆုံးဖြတ်ထားသည် မကြေမလည်ဖြစ်ကြေးအေးလိုက်ပါကလူကဲ့ရဲ့စရာဖြစ်မိရဲရွာကကဲ့ရဲ့တာမခံနိုင်လို့မေးရတော့ဒီကျမတို့တရားဝင်ကြေးဖို့အတွက်ကြေးရွာတရားရုံးကမေးတဲ့အခါရှင့်ဘက်ကဖြေဖို့အတွက်အတင့်ဖြစ်ပြီလားဘာများပါလိမ့်မေးရင် ကျမ channel ကိုဘာကိစ္စနဲ့ဝင်တယ်လဲဆိုတဲ့မေးခွန်းကိုဖြေဖို့ပါဥအောင်တွန်းဦးခေါင်းငိုက်ဆိုင်ကြသွားသည်ဒီမေးခွန်းကိုရဲစခန်းကမေးခဲ့ပြီဖြစ်သည်အဖြေမပေးခဲ့ပဲပိုင်နဲ့ကျူးလို့မှုဖြစ် ဆွဲချက်တင်ရန်သာအဖြေပေးခဲ့သည်အခုဒေါ်အေးရင်ကလည်းတည်ကျင်နေလို့အလိမ္မာဖြစ်မင်းနေတယ်ဆိုတာကိုသိလိုက်သည်အဖြေတစ်ခုခုကိုပေးမှတင့်တော်မည်ဖြစ်သည်ကျွန်တော်ထောင်ချတာခံမယ်ဒီမေးခွန်းကိုတော့ဘသူကမေးမေးမဖြေဘူးလို့စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်အခုတော့မအေးရင်ကိုယ်တိုင်ကတည်ကျင်နေပုံရတဲ့အတွက်ထုတ်ဖော်ပြောပြမယ်မအေးရင်ကဘသူကိုမှ ပြန်မပြောပါဘူးဆိုတဲ့ဂရီတခုတော့ပေးပါပေးပါတယ်ရှင်ပေးပါတယ်ဂရီပေးုံနဲ့တော့မပီးသေးဘူးမအေးရင်ပြောရမှာအားတော်နာပါတယ်မအေးရင်ဘက်ကစွန့်လွတ်အနစ်နာခံရမယ့်ကိစ္စဖြစ်နေတယ်ဘလို့ကြောင့်မှလဲရှင် ကျမကဘာတွေများစွန့်လွတ်ရမှာမလို့လဲဥအောင်တို့ကပြောတဲ့မပြောတဲ့ခြေတုံချတုံဖြစ်နေသည့်အမှုရာပြတယ်မပြောရင်မဖြစ်လို့ပြောရတော့မည်ဆိုသည့်သဘောဖြင့်တူတူပြောသည် မအေးရင်ပေးထားတဲ့ဂရီအတိုင်းကြည်ပါလိနော်ဘသူ့ကိုမှမပြောပါနဲ့ကျွန်တော်တို့မိသားစု စီးပွားရေးအခြေအနေကောင်းတော့ကတန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတစ်ခုကိုဒီ channel မှာ မြုပ်ထားခဲ့ပါတယ်ဒီပစ္စည်းကို ပြန်လဲတူးဖို့ယူဖို့အတွက်ညဘက်မှာ channel ကိုတိတ်တဆိတ်ဝင်ရောက်ခဲ့တာပါဒေါ်အေးရင်ကမန်ဩတော်လဲရင်ခုန်သွားသည်အကာလညအခါမှာတွင်ငန်းများတစ်ချောင်းနဲ့အတူမိမိခြံတွင်းကိုရောက်နေသူသည် တစုံတစ်ခုကိုတူးဖော်ယူဖို့ကြံစည်နေတယ်ဆိုတာတိပိတာဖြစ်သည်ဒါကြောင့်လည်းမအံ့ဩတာဖြစ်သည်တန်ဖိုးမဖြတ်နိုင်သည့်ပစ္စည်းတစ်ခုမိမိပိုင်ခြံထဲမှာရှိနေသည်ဆိုသည့်အတွက်ရင်ခုန်သွားခြင်းဖြစ်သည်မိမိပိုင်ခြံထဲမှာရှိနေသည့်ပစ္စည်းသည်မိမိပိုင်သည့်ပစ္စည်းဖြစ်သည်ဒါကိုထုတ်ပေါ်ပြောစရာမလိုပဲဥအောင်ထွန်းကလည်းတိနေလို့ညဘက်မှာဝင်ခိုးတာဖြစ်သည်ဘာပစ္စည်းလဲဟင်ကိုအောင်ထွန်း ဥအောင်ထုံးဥကရီရီပြုံးပြုံးဖြစ်လက်ကပြသည်ပြောပါမယ်ဒါပေမဲ့လောလောဆယ်မပြောနိုင်သေးဘူးဆိုသည့်လက္ခဏာဖြစ်သည်ပြောပါမယ်မအေးရင်မအေးရင်ကလွဲလို့ကျွန်တော်မှ ပြောရမယ်သူမရှိပါဘူးဒါပေမဲ့ကျွန်တော်နဲ့မအေးရင်တို့ရဲ့အကျိုးတူခံစားနိုင်ခွင့်နဲ့တူဦးပေါ်တူအပြန်လန်တစ္ဆာရှိမှုအပေါ်မှာမူတည်ပြီးဘာပစ္စည်းဖြစ်တယ်ဘယ်နေရာမှာမြုပ်ထားတယ်ဆိုတဲ့တွေ့ဝက်ချက်ကိုပြောရမှာဖြစ်တဲ့အတွက် မအေးရင်ဘက်ကစွန့်လွန်နေတာခံမှုရှိနိုင်ပါမလားဆိုတာစဉ်းစားနေရတယ်။တံမိုးမဖြတ်နိုင်တဲ့ပစ္စည်းဆိုတာရဲ့အကျိုးတူခံစားနိုင်ခွင့်ဆိုတာရဲ့တူဥပေါ်တူအပြန်လန်တစ္ဆာရှိမှုဆိုတဲ့အခြေအတွေကြောင့်ဒေါ်အေးရင်ရင်ခုန်ရပြန်ပြီ။သူကလည်း60ကျော်မိမိကလည်း90ကျော်။သူကတခုလက်မဟုတ်ဆိုးဘူး။မိမိကမဟုတ်ဆိုးမှအသက်40ကျော်မှလင်သေးလို့အိမ်ောင်ရေးအရသာကို ဆန့်တငင်ငင်ဖြစ်ခဲ့နေရသူဆိုတဲ့အတွေးတွေကဒိုအေးရင်ရဲ့ခေါင်းထဲကိုစုပြုံတိုးဝင်လာနေကြသည်မိမိကိုတရားဝင်လက်ထက်ပေါင်းသိမ်းခြင်းလို့စကားလမ်းကြောင်းနေတယ်လို့ရိပ်မိလာသည်သူသည်ဥပရိယကောင်းသည်ရက်မောင်းကောင်းသည်ယောက်ျားပိသားသောအမှုရာနှင့်အပြောအဆိုရှိသူဖြစ်သည်အိမ်တော်မရှိသည့်လွတ်လပ်သူဖြစ်သည်ချီးမွမ်းလဲခုနှစ်ရက်ကဲ့ရဲ့လဲခုနှစ်ရက်မျက်စိမိတ်ပြီးလက်ထက်လိုက်လျင်အရှုံးမရှိနိုင်သူဘက်ကကြည်တော်လဲမိမိသည်အိမ်ပိုင်းရာပိုင်းနှင့် ရွှေနဲ့ငွေနဲ့လေယာကျွဲနွားအပြည့်အစုံနဲ့တင့်တင့်တဲတဲထဲတဲဝါဝါနေနိုင်သူဖြစ်လို့မတ်လောက်ဒီအသက်အရွယ်ကလည်း90ကျော်မြတ်သာရှိသေးလို့အစွမ်းကုန်ပြင်ဆင်လိုက်လျင်လှတယ်လို့တောင်အပြောခံရသူဖြစ်လို့သူကြိုက်မှာဒေဂျာဒီလို့တွေးမိသည်ကျမဘက်ကဘာတွေစွန့်လို့အနစ်နာခံရမဲဆိုတာကိုသာပြုမြင်လင်းပြောပါကျမတတ်နိုင်တာဆိုရင်ကူညီပါမယ်မအေးရင်တတ်နိုင်ပါတယ်မအေးရင်မကူညီနိုင်စရာအကြောင်းမရှိဘူး ကျွန်တော်တို့နှစ်ယောက်ရဲ့အကျိုးတူခံစားနိုင်ခွင့်နဲ့တဦးပေါ်တဦးအပြန်လန်တစ္ဆာရှိမှုလိုအပ်တယ်ဆိုကြတဲ့ကမအေးရင်သဘောပေါက်မယ်လို့ထင်ပါတယ်အသက်60ကျော်မှလူပြိုစကားပြောရတာနည်းနည်းတော့ရှက်မိပါတယ်ဒေါ်အေးရင်ကသဘောပေါက်သွားလို့ပြုံးပြီးခေါင်းငုံသွားတယ်အသက်50ကျော်မှရည်စားစကားအပြောခံရလို့နည်းနည်းတော့ရှက်သွားတယ်ဒါပေမဲ့စိတ်ထဲကတော့ဒါလေးများဏိဒန်းချီအချိန်ဆွဲနေရသေးတယ်ကိုအောင်ထွန်းဦးရဲ့ဒီကလည်းမဆွတ်ခင်ကတည်းကညှုတ်ပေးနေတာပါဟုအမူအရာပြလိုက်သည် ကိစ္စကပြီးရင်တော့လေလွယ်လွယ်ဖြစ်ပြီးသွားသည်ခြေရွာတရားရုံမှာနှစ်ဦးနှစ်ဖက်ခြေအေးကြသည့်နေ့မှာပင်ရက်ရွာလူကြီးတွေနဲ့ခြေရွာအာနာပိုင်အဖွဲ့ကိုလက်ဖက်ရေးတိုက်ပြီးတရားဝင်လင်မယားအဖြစ်အတိမတ်ပြုခြင်းခံလိုက်ရသည်ဥအောင်ထွန်းရဲ့ကိစ္စကပြီးသွားတော့လေဒေါ်အေးရင်ရဲ့ကိစ္စကမပြီးဖြစ်နေသည်တရားဝင်အချင်းလင်မယားဖြစ်ပြီးနောက်နေ့မှာပင် မေးရတော့သည်အကိုကြီးဘာပစ္စည်းလဲလို့ဆိုနေတမတ်နဲ့သမီးကလဲတဲ့ဆင်းသည့်အချိန်မြေးတွေကကြောင်းတက်နေသည့်အချိန်မှာ နားကပ်ပြီးညွတ်တူတူလေးမေးသည်အကိုလိုအခေါ်ခံရသူကလည်းကျေနက်သွားပြီးခါကိုလှမ်းဖက်လိုက်သည်အပေါ်တက်ကမိမိတို့အိတ်ခမ်းနဲ့တွားမိအဲ့ဒီကြားမှာပြောမိဟုဆိုသည်အိမ်မှာနှစ်ယောက်တည်းရှိတုန်းအိတ်ခမ်းနဲ့တွားမိဆိုလို့သူပြောတာကိုနားထောင်ဖို့လိုက်သွားသည်ပြောမိစကားကိုတစုံတစ်ယောက်ကြားသွားမှဆိုလို့အိတ်ခမ်းတကားကိုပိတ်ပြီးကြက်ထိုးလိုက်သေးသည်ရက်လျက်ထိုင်လျက်ပြောလျင်ရရရသားနဲ့ဂရင်ပေါ်မှာအိတ်ပြီးပြောမိဆိုလို့သူ့ဘေးနားမှာ လဲအိတ်ချလိုက်ရတယ်။ဂရင်ပေါ်မှာလဲအိတ်ချပြီးတာတော့ပြောမည်စကားကိုမပြောသေးလို့နိုင်ဝက်လောက်စောင့်လိုက်ရသည်။နိုင်ဝက်လောက်ကြားမှာပြောသည်။အဲ့ဒီပစ္စည်းကဘာလဲဆိုတာသိရအောင်အခုပဲသွားတူးဖို့ကြမယ်။အရင်ပေါ်တက်မှာဆင်းခဲ့ကြတယ်။တရင်ငန်းများကိုယူပြီးခြံဝင်းတွေကိုဆင်းခဲ့ကြသည်။အိမ်သားကိုသွားသည့်လမ်းဘေးကတရက်ပင်ကြီးအောက်ကအမြင့်ဆုံးနှစ်ခုကြားမှာထိုင်ချလိုက်သည်။အဖိုးမဖြတ်နိုင်သည့်ပစ္စည်းကိုတူးဖို့ယူတော့မည်ဖြစ်သည်။ ဒေါ်အေးရင်ရင်တအားခုံလာတယ်။မြေလွာပြင်ကိုတထွာလောက်အနက်တူလိုက်တယ်ဆိုလျင်အဖုံးအုပ်ထားသည့်ဆင်အိုးလေးတစ်လုံး၏အပေါ်ပိုင်းပေါ်လာတယ်။ဆန္ဒစောနေသည့်ဒေါ်အေးရင်ကဆင်အိုးလေးထဲမှာဘာရှိတယ်လဲသိကျင်လို့အဖုံးကိုဖွင့်ကြည့်ဖို့လှုပ်တယ်။ဦးအောင်ထုံးကလက်ကိုဖမ်းကင်ပြီးထားလိုက်တယ်။ဆင်အိုးလေးပေါ်အောင်တူးယူလိုက်တယ်။လုံးခဲ့ဒီနှစ်ပေါင်း30ကျော်ကမြုပ်ထားခဲ့သည့်ဦးဖြစ်လို့အားဆိုင်ပြီးတူလိုက်ရတယ်။ဆင်အိုးလေးမြေပေါ်ရောက်လာသည့်အခါမြေမှုန့်တွေကို ပတ်သက်ဖယ်ရှင်းလိုက်ရသေးသည်ဒေါ်ရီရင်ကတော့အဖုံးလေးကိုဖြန့်ကြည့်ခြင်းလာပြီဖြစ်သည်အထဲမှာစိန်တွေလားရွှေတွေလားတိကျင်လာပြီဖြစ်သည်ဥအောင်ထုံးကတတိကြီးစွာထားပြီးဆင်အိုးဖုံးလေးကိုဖွင့်လိုက်သည်အထဲကပစ္စည်းကိုနှက်ယူလိုက်သည်ဟောလစ်ပလင်းအရွယ်ဖန်ပလင်းတစ်လုံးပါလာသည်ဟောလစ်ပလင်းထဲမှာဥချိန်ကြီးရစားပလင်းအရွယ်ပလင်းသေးလေးတစ်လုံးကိုမြင်လိုက်ရသည်ပလင်းအသေးကအညိုရောင်ဖြစ်နေလို့အထဲမှာရှိသည့်အဖိုးမဖြတ်နိုင်သည့်ပစ္စည်းကို မမြင်ရဖြစ်နေသည်ဒေါ်ဤရင်ကအသေးရလွန်းလို့မနေနိုင်မထိုင်နိုင်ဖြစ်နေသည်မအောင်နိုင်လို့မေးရပြန်သည်ဘာလဲလို့ဆိုနေဘာလဲလို့ဒီပစ္စည်းဘာလဲဆိုတာကိုပြောရင်တမိုင်းနဲ့ခြေပြီးပြောရလိမ့်မယ်ကိုမောင်ခင်နောက်မိုင်းကမြင်ကုန်းနဲ့မြင်းခုန်တိုင်းရေးခင်းမှာအရင်နေပြီးကစင်းကလေးအားထွက်ပြေးသွားသူတွေကတယောက်ဟာပသိမ်ဘက်ကိုရောက်လာခဲ့တယ်အဲ့ဒီလူနဲ့အကိုနဲ့တွေ့ပြီးခင်မင်သွားလို့သူပေးခဲ့တဲ့ပစ္စည်းပဲ အဲ့ဒီလူဟာခြားသူမဟုတ်မင်းတုံမင်းကြီးလက်ထက်ကနန်းတွင်တမားတော်ကြီးဆရာခဲရဲ့သားဆရာညူရဲ့မြေဆရာခိုဆိုသူဖြစ်တယ်ဆရာခိုစီကစိန်လက်စွန်းနဲ့လဲယူထားလိုက်တဲ့ယောက်ျားအားစီတော့ဆေးစွမ်းကဘာထက်တယ်လဲမမင်းနဲ့တန်ဖို့မဖြတ်နိုင်ဒေါ်အေးရင်ဝမ်းတာရမလို့ဝမ်းနေရမလို့ဖြစ်သွားတယ်သူဆက်ပြောနေသည့်စကားတွေကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်မင်းတို့မင်းကြီးကိုယ်တိုင်တုံးခဲ့သည့်နန်းတွင်ဆေးတော်ဆိုသည် လင်းအညူလေးရဲ့အဖုံးကိုဖွင့်ပြီးသူ့လက်ပေါ်မှောက်ချပြလေလက်ညှိုးလုံးလောက်ကြီးပြီးသုံးလက်မလောက်ရှည်သည့်အညူရောင်ဆေးတော့ဖြစ်သည်ပယံနဝအစီကြံ့သွေးဖြန်သူအစစ်တို့ဖြစ်ဖော်ဆက်ထားသောနန်းတွင်ဆေးဖြစ်လို့တန်ဖိုးမဖြတ်နိုင်ပါဟုဆိုသည်ဆေးပလင်းကိုကင်လျက်ပခုံးကိုဖက်ပြီးအိမ်မော်ကိုခေါ်လာတော့လေစိတ်ညှို့ခံထားရသူလို့သူခေါ်ရကိုလိုက်ပါလာမိသည် ဒီစေးတော့ကိုပြန်ရတာတိတ်ပြီးကန်ကောင်းနေလို့ပြောတာကိုလေဖြေနှက်လိုက်မိတီအန်နဝါဆူမိုအမတ်190စက်တင်ဘာ2005ရွှေမြူတီမဂဇင်းအဆင်ပြေတဲ့သူအားလုံးချစ်တင်မြိုက်တင်ပါတယ်ခင်ဗျာ